တော်ရရှင်တွေအားလုံးတာလီကြပါ Diplomat Media Group DMG ရဲ့2025ခုနှစ်မေလ24ရက်နေ့အတွက်တင်အထံထုတ်လင်းမှုစတင်ပါတော့မယ်ဒီကနေ့မှာတော့လင်းရင်အနေအကြောင်းနေရာရွှေပြောင်းနေကြရတဲ့ကြောက်တိုစီပေးဆောင်တွေအကူအညီလိုအပ်နေတဲ့တင်အေးအေးထိရှုပ်နေမြေတွေထဲမှာငယ်ဖျားယောဂဖြစ်ပွားသူ၄၀၀ကျော်ရှိလာတဲ့အကြောင်းဖားကတ်တိုက်ပွဲကြရအကြောင်းရွှေပြောင်းလောက်သားတွေစာဝဲနေရဲ့ကြက်တဲလာတဲ့တင်တွေအပါအဝင်တခြားစိတ်ဝင်စားစရာတင်တွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဒီအစီအစဉ်ကိုကျမမျက်မျက်နှုတ်နဲ့တူမမျိုးတီရိုတို့ကပူပေါင်းတင်ဆက်ပေးသွားမှာပါပထမဆုံးအနေနဲ့လေရင်အန္တရာယ်ကြောင့်နေရရွှေပြောင်းနေရတဲ့ကြောက်တော်စစ်ပေးချောင်တွေအကူအညီလိုအပ်နေတဲ့တင်းကိုတင်ဆက်ပေးသွားမှာပါရခိုင်ပြည်ကြောက်တော်မျိုးတွေကမဟာကန်ကြီးရှင်မင်းထားဘူတာနဲ့နဘူခန်စစ်ပေးချောင်တွေမှာလေကြောင်းအန္တရာယ်ကိုစွန့်ရင်တာကြောင့်ပြောင်းရွှေ့နေထိုင်ကြရတဲ့အတွက်စာဝဲနေရဲ့အကျယ်တေးကြုံနေကြရတယ်လို့သိရပါတယ်စစ်ပေးချောင်အပါအဝင်လူချီဦးတည်ဆုံးပြီး ဆီလီဦးထမင်းဒံရရခဲ့တဲ့မေလာဆီလီယနဲ့စင်ဃရကလေကြောင်းဘုံကျင်းမှုကြောင့်စစ်ပေးဆောင်တွေမှာစစ်ပေးဆောင်စခန်းတွေကနေဘလက်ရော်ကိုထွက်ပြေးတင်းဆောင်နေကြရတာပါစစ်ပေးဆောင်စခန်းတွေမှာနေထိုင်ရှင်ကစိတ်ကင်းတွေမှာကုန်တင်ကုန်ရှာတာဈေးရောင်းတာနေစားလုပ်တာစတဲ့အလုပ်တွေနဲ့စာဝဲနေရေးကိုဖြည့်ရှင်းခဲ့ကြပေမဲ့အခုအရာကြီးနေထိုင်တဲ့နေရာမှာအလောက်ကင်မရှိတာ၊ကုညီထောက်ပံ့မှုမရရှိတာတွေကြောင့်စာဝဲနေရေးအခက်အခဲကိုရင်ဆိုင်နေကြရပါတယ်။စစ်ကောင်စီရဲ့လေကြောင်း NDA ကိုစုံရင်ကြောင်းလန်တဲ့အတွက်လက်ရှိမှာ တောက်တိုမြို့ခံတဲ့အပါအဝင်စစ်ဘေးရှောင်တွေပါဘေးလွယောက်ကိုထွက်ပြေးတင်းရှောင်နေကြရပြီးအကူအညီတွေလိုအပ်နေကြတာဖြစ်ပါတယ်။အေးထိန်းရှောင်နေမြေထင်းမှာငှက်ဖျားရောဂါဖြစ်ပွားသူ400ကျော်ရှိလာတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။အာရခတက်တိုထိန်းရှောင်ထားတဲ့မြို့နယ်တွေမှာ2025ခုနှစ်ဇန်နဝါရီလကနေဧပြီလအတွင်းငှက်ဖျားရောဂါဖြစ်ပွားသူဦးရေ424ဦးအထိရှိလာတယ်လို့အာရခပြည်သူ့ကျန်းမာရေးဌာနငှက်ဖျားရောဂါတိုက်ဖျက်ရေးအဖွဲ့တာဝန်ရှိသူတွေစီကသိရပါဗျ။ ရခိုင်ဒေသမှာနှစ်တိုင်းငှက်ဖြားအန်ဒီစိုးရင်စရာကောင်းနေပြီးတော့အခုလာမဲ့မိုးဥရာသီမှာပြည်သူတွေအနေနဲ့ငှက်ဖြားအန်ဒီသတိထားဖို့လိုအပ်တယ်လို့အရခပြည်သူကျန်းမာရေးဌာနကသတိပေးထားပါတယ်အခုလာမှလည်းငှက်ပြားရောဂါဖြစ်ပွားသူတွေရှိနေပြီးစီးရင်အတိအကျကိုတော့ DMG ကမသိရှိရသေးပါဘူး DMG ကလက်တလို့စုံစမ်းချက်တွေအရအေးထိန်ရှုပ်ထားတဲ့နေမြေကဆေးရုံတစ်ခုမှာငှက်ပြားဖြစ်ပွားသူ အနည်းဆုံး20ကျော်အထိရှိနေတယ်လို့သိရပါဗျာ လက်ရှိမှာအာရခပြည်သူကျဲမာရေးဌာနအနေနဲ့ငှက်ပြားအဖြစ်များတဲ့ကြေးရွာတွေကိုအခမဲ့ကွင်ဆင်ကူတာပေးနေပြီးငှက်ပြားစေတနာဝန်ထမ်းတွေကိုသင်တန်းပေးတာဆေးရုံဆေးခန်းတွေမှာလည်းငှက်ပြားဆေးတွေပြက်လက်မှုမရှိအောင်ဆောင်ရွက်ပေးနေတယ်လို့သိရပါဗျ။အဲဒီလိုပဲပလောဝမြို့နယ်မှာလည်းငှက်ပြားရောဂါဖြစ်ပွားသူတွေများနေပြီးတေးခုံကြေးရွာကအသက်35နှစ်အရွယ်အမျိုးသားတအုပ်မှပြီးခဲ့တဲ့လအတွင်းကဆေးကူးသားနေစမှာပဲဆုံးပါသွားခဲ့ပါဗျ။ ။ငှက်ဖျားရိုးကဟာမိုးဥရာသီနဲ့မိုးနှောက်ကာလမှာအဖြစ်များလိုက်ပြီးချင်းမတဆင်ကူးဆက်တက်တဲ့ရိုးကဖြစ်တဲ့အတွက်ချင်းကိုက်ခံရပြီးတဲ့နောက်ဆေးရဲကနေလေးဘက်အတွင်းမှာရိုးကလက္ခဏာပြရတဲ့လို့ကျန်းမာရေးအသားဝတ်တွေစီကသိရပါတယ်ရှင်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ဖားကန်တိုက်ပွဲကြရကြောင်းရွှေပြောင်းလုံသားတွေစာဝဲနေရဲကြက်တဲလာတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါသေးတယ်။ဖားကန်မြို့နယ်မှာစစ်ကောင်စီနဲ့ KIA ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းနေတာကြောင့်ဒေသခံတွေစာဝဲနေရဲကြက်တဲလာရတယ်လို့သိရပါသေးတယ်။ အခုလိုတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဖာကန်မြို့နယ်တွင်ကြောက်စိမ့်နဲ့ရွှေချတဲ့ရွှေပြောင်းအလုံသမားတွေမှာစင်ခုံမှုန်းပေါင်းများစွာနဲ့ကြုံနေကြရတာပါ။ဒါအပြင်ကြောက်စိမ့်တူဖို့တဲ့ကုမ္ပဏီကြီးတွေရပ်တန့်ထားတဲ့အတွက်အလုံအဆင်မပြေတဲ့အပြင်ကုန်စင်တို့မြင့်တက်တဲ့တန်ကိုလည်းဖာကန်ရောက်ရခိုင်ရွှေပြောင်းလုံသားတွေကြုံနေကြရပါတယ်။လက်ရှိဖာကန်မြို့နယ်အတွင်းမှာစန်တအိတ်ကိုငွေကြက်3000၊စောင်းအုံးစီတစ်ပိုက်တောက်ကိုငွေကြက်3000၊ဒက်စီတလီတာကိုငွေကြက်1000ဝက်သားတစ်ပိုက်တောက်ကိုငွေကြက်6000အထိရှိနေတယ်လို့သိရပါတယ်။ အလောက်ကိုင်းအဆင်မပြေတာစာဝဲနေရဲ့ကြက်တဲရတဲ့ကြောင့်ရခိုင်ရွှေပြောင်းလောက်သားတချို့မှာနေရဲတို့ပြန်လာခြင်းပဲမဲ့ပြန်စရိတ်မှာငွေကျပ်သိန်း30ကျော်ထိကုန်ကြတာကြောင့်နေရဲမပြန်နိုင်ပဲတောင်းတင်းနေကြတယ်လို့ပြောကြပါတယ်။ဆက်လက်ပြီးတော့မွန်တက်နှစ်ခုကိုပူပေါက်ပြီးတော့ရာမညာတက်တော်ကိုဖွေးစည်းတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်။ဆရာနာရှင်စနစ်တိုက်ဖြဲရေးတန်းတူရေးနဲ့ကိုပိုင်ပြထန်းခွန့်အပြေအဝရရှိရေးရည်ရွယ်ချက်နဲ့မွန်ပြည်သက်ပါတီဆရာနာရှင်တိုက်ဖြဲရေး NMSP 80နဲ့မွန်ပြည်လွတ်မြောက်ရေးတပ်မတော် MLA တို့ပေါင်းစည်းပြီးဗရမညမွန်တက်တို့ RMA ကိုဖွဲ့စည်းလိုက်တယ်လို့ဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။နိုင်ငံရေးစီရေးဦးဆောင်အဖွဲ့နဲ့ MLA ဦးဆောင်အဖွဲ့တွေပါဝင်တဲ့နိုင်ငံရေးစီရေးကော်မတီကိုအဖွဲ့ဝင်26ဦးနဲ့ဖွဲ့စည်းခဲ့ပြီးကော်မတီတွေထဲကနိုင်ငံရေးစီရေးဥဆောင်ကော်မတီကိုကိုရွေးချယ်ပြီးတော့ဥက္ကဋ္ဌနိုင်စရာဒူဥက္ကဋ္ဌနိုင်လီကောင် အတွင်ရင်မုံနိုင်ပညာလေတို့ကိုရွေးချယ်ခန့်အပ်ခဲ့တယ်လို့သိရပါဗျ။ ဒါအပြင်နိုင်ငံရေးစီးရဲကုမ္ပဏီရဲ့ဥဆောင်မှုနဲ့ရာမညမွင်တက်တို့ရဲ့စီးရဲဆိုင်ရာလုပ်ငန်းတွေကိုအကောက်အထည်ဖို့ဖို့အဖွဲ့ဝင်ခုနှစ်ဦးပါဝင်တဲ့စစ်ကုမ္ပဏီကိုဖွဲ့စည်းပြီးဘုံမုံရှုပ်ဆလွန်ထိုးဒုစီဦးစီရှုပ်တေဘုံမုံကြီးစိုးဝင်းနဲ့ဒုစီဦးစီရှုပ်နှစ်ဘုံမုံကြီးကျေဆန်တို့ကိုခန့်အပ်ခဲ့တယ်လို့ထုတ်ပြန်ရှင်းမှာပါရှိပါတယ်အခုလိုပေါက်စီတာနဲ့အတူကိုပိုင်ပြထန်းခွန့်အပြေအဝရှိတဲ့မွန်ပြေပိုထွန်းရင်းနဲ့ဆရာနာရှင်စနစ်အမြန်ဆုံးချုပ်ငင်းရဲ့အတွက် မွန်ပြည်သိပ်ပါတီဆရာနိုင်ရှင်တိုက်ဖြဲရေးရာမညမွန်တက်တို့တို့ဟာအဖိနှိုက်ခံဘဝတူတိုင်ရင်သားတို့လည်းရင်မဟာမိတ်အဖွဲ့အစည်းတွေပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့အတူပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ဆိုထားပါတယ်ရှင်။တန်းငယ်မဒီမုံနဲ့လူသက်မှုကျူးလွန်သူနှစ်ဦးကိုဝါတရားယုံကတည်တံပေးတဲ့တဲ့တင်ကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ ဝါပြည့်သွေးစည်ညီညာရေးတက်မတို့ UWSA ထင်းချုံနေမြေမိုင်းပေါင်းမျိုးမှာအသက်မပြည့်သေးတဲ့မိန်းကလေးငယ်နှစ်ဦးကိုအဓမ္မပြုကျင့်တပ်ဖြတ်မှုကျူးလွန်ခဲ့သူနှစ်ဦးကို UWSA တရားရုံးကတည်တံ့ရှာမဲ့ခဲ့တယ်လို့သိရပါဗျ။ပြည်မှုကျူးလွန်သူနှစ်ဦးကိုတရားလိုရှင်းတွေကဆွေးချက်တင်ခဲ့ပြီးအမုန်းတစ်ခုရဲ့စီရင်ချက်တွေကိုမေလ22ရက်မှာရှာမဲ့လိုက်တာဖြစ်တယ်လို့ဝါသတင်းဌာနတစ်ခုရဲ့ဖော်ပြချက်အရသိရပါဗျ။ကျူးလွန်သူရဲ့လောရက်မှာတည်ဆူးသူရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပြင်းထန်စွာထိခိုက်စေပြီး ဆိုရတဲ့လူမှုရေးဆိုင်ရာတရားမှုကိုဖြစ်စေခဲ့တယ်လို့တရားလိုရှိနေကတရားဆွေးဆိုပြီးနောက်တရားခံကိုတည်တံ့ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တရားခံတွေကိုတရားရုံးကပြည်တံ့ပေးတာဟာရဇဝတ်သားတွေကိုပြင်းထန်တဲ့ပြည်တံ့ပေးုံမကဥပဒေကိုဖောက်ဖျက်မရသလိုမကောင်းမှုကိုလည်းအပြေးပေးရမယ်ဆိုတဲ့ဆောင်ပုံးတဲ့လှုပ်ဆောင်ချက်တွေကိုပြည်သူအဖွဲ့အစည်းတွေထံရောက်သားစေဖို့ရည်ရည်တွေလို့တရားရုံးဘက်ကဆိုထားပါတယ်။နောက်ဆုံးအနေနဲ့ မေလအတွင်းမှာပဲလေနစ်သေဆုံးသူမွတ်စလင်ဒုက္ခသည်400ကျော်အထိရှိနေတယ်လို့ကုလပြောတဲ့သတင်းပဲဖြစ်ပါတယ်။2025ခုနှစ်မေလအတွင်းမွတ်စလင်ဒုက္ခသည်တွေစီနေလိုက်ပါလာတဲ့မော်တော်ဘုတ်နှစ်ဆင်းနှင်းမြုပ်ခဲ့ပြီးသေဆုံးသူ428ဦးအထိရှိနေတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယွန်း UNHCR ကမေလ23ရက်နေ့မှာပြောကြားလိုက်ပါတယ်။ ။အဲ့ဒီဘုံနှစင်းမှာမေလ9ရက်နဲ့10ရက်နေ့တွေမှာနင်းမြုပ်ခဲ့တာဖြစ်ပြီးလိုက်ပါသွားသူစုစုပေါင်း914ဦးလောက်ရှိနိုင်ပြီးတော့ဘင်္ဂလားဒေ့ရှ်နဲ့ရခိုင်ဒုက္ခသည်စခန်းတွေကထွက်ပြေးသွားသူတွေဖြစ်တယ်လို့ UNAIDS ကပြောပါတယ်။အသက်ရှင်လျက်ကေတင်နိုင်ခဲ့သူ89ယောက်သာရှိခဲ့တာကြောင့် အခုနှစ်အတွင်းဒုက္ခတွေရဲ့လင်းနစ်မြုပ်တာတွေထဲတည်ဆုံးမှုအများဆုံးဖြစ်ရဖြစ်တယ်လို့ဆိုထားပါဗျ။ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကဒုက္ခတွေရဲ့လူမှုဘဝတည်ငြိမ်ရေးအတွက်ဗန်ဒါရဲ့အကူအညီတွေလိုအပ်နေတယ်လို့လည်း UNHCR ကတိုက်တွန်းထားပါဗျ။2025ခုနှစ်မှာဒုက္ခသည်ကုညင်ရဲ့အတွက်ရန်ပုံငွေ383ဒသမ1သန်းလိုအပ်ပြီးလက်ရှိမှာစုစုပေါင်းပမာဏရဲ့30ရာခိုင်နှုန်းသာရရှိသေးတယ်လို့ UNHCR ရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်ရှင်။ ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်း66ချစ်သူမြောက်ကို643633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့ထိနေ့စဉ်ည8:00နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ songcloud.com မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်ရဆင်ကြတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။